လူမျိုးတိုင်းဘာသာတိုင်းမှာသူတို့ရဲ့ရိုးရရင်ကျေးမှုအနေနဲ့နှစ်တစ်ကိုကူပြောင်းချင်းနဲ့အမျိုးမျိုးရှိကြပေမဲ့တူတူချာချာရင်းနဲ့ပတ်ပြီးတော့နှစ်ကူတာကမြန်မာတွေပဲရှိကြပါတယ်။တကြံဆိုတာမြန်မာတွေအတွက်ရိုးရအစင်လာရင်ရင်ကျေးမှုရင်ဘာသာရေးရင်ပျော်ပွဲရှိပွဲရင်စုံလင်စွာပေါင်းဆက်ထားတဲ့ရိုးရအမွေနှစ်ကြီးတစ်ခုပါ။လူငယ်ဖြစ်စီလူလက်ပိုင်းဖြစ်စီတက်ကြီးရွယ်ဦးဖြစ်စီတိုင်းသားဘာသာကြားမခွဲခြားပဲ အားလုံးပါဝင်ဆင်နွှဲကြတဲ့ပျော်စရာကောင်းတဲ့ရိုးရပွဲတော်တစ်ခုပါမြမရိုးရတကြံကို2024ဒီဇင်ဘာ9ရက်မှာကုလသမဂ္ဂရဲ့ပညာရေးတိတ်ပန်နဲ့ရည်ကြီးမှုအဖွဲ့ UNESCO ရဲ့ဒွမ်းမဲရည်ကြီးမှုအမွေနဲ့ ICH စရင်းဝင်ဖြစ်ကြေညာခဲ့ပါတယ်မြမတကြံကိုဒွမ်းမဲရည်ကြီးမှုအမွေနဲ့စရင်းဝင်မှု2023မတ်လကစတင်တင်သွင်းခဲ့တာဖြစ်ပြီးတော့တနည်းနဲ့6လအကြာမှာ ကပ္ပထွက်မဲ့အမွေးနှစ်စီရင်ဝင်ဖြစ်တတ်မှတ်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်မြန်မာမှာတကြံစတင်ကျင်းပတဲ့ကာလကိုတတိကျကျမရှိပြပင်ညောင်ရမ်းခစ်ကကြံခဲ့တဲ့အင်ယုံဝန်ကြီးဟောင်းတီရီဥစနာရဲ့1953အင်ယုံစာတမ်းမှာတကြံပွဲအကြောင်းမှတ်တမ်းကို စတင်တွေးရှိရပါတယ်အင်းဝခေညောင်ရဲခေတွေမှာဘယင်တွေခေါင်းစင်းမင်္ဂလာ ပြုတာကိုတကြံတော်ခေါ်တယ်လို့သုံးပြီးတော့ဘယင်ခေါင်းစင်းဖို့အတွက်ရေခေါင်းရေတန့်ကို မော်ဒပနာကခေါင်းစင်းချိုးကနေအဲတွားယူရတယ်လို့နာထွေးမင်္ဂလာနဲ့နန်တက်ပွဲ စားတော်ဒီမှာလဲတကြံခေါ်တဲ့ထုံးစံရှိပါတယ်တကြံကြားရောက်ချိန်ကိုအမြောက်ပြက်ကအတိပေးခဲ့တဲ့အကြောင်းအမြောက်နဲ့တကြံကခွဲမရဘဲနဲ့တကြံအမြောက်ရဲ့လို့ထင်ရှားပါတယ်ဒါကြောင့်လေမြန်မာစကပုံထဲမှာအတန်သာကြေပြီးတော့အဆက်မပါတဲ့တကြံအမြောက်ရည်လိုခေါ်ဝေါ်သမုတ်ကြတာတွေရှိကြပါတယ်။တကြံရဲ့တင်ကြတာတွေထဲမှာ အတောင်ထိုးတာဇရုတိတာကြွေးတာဘေးမဲလွတ်တာတက်ကြီးဝါကြီးတွေကိုကောင်းစေကုသိုလ်ပြုတာနဲ့အစုပေါင်းကုသိုလ်ပြုကြတဲ့ဓလိထုံနှန်းတွေကယခုထက်တိဆက်ရှိနေစေပါမော်လုံကြီးပေါ်နဲ့ရွှေရင်အေးတကြံထမင်းစတဲ့ရိုးရမုံနဲ့အစားအသောက်တွေကလည်းတကြံနဲ့ခွေးမရခဲ့ပါဘူးတကြံဆိုတဲ့စကလုံးကတော့ပါဠိဘာသာကနေစဉ်သက်လာပြီးတော့သင်္ကန်တလို့ခေါ်ပါတယ်အတဲပဲကတော့တစ်ခုကနေတစ်ခုကိုကူးပြောင်းခြင်းလို့အထဲပဲရပါတယ် နှစ်ဟောင်းကနေနှစ်သစ်ကိုကူးပြောင်းခြင်းကိုရည်ညွှန်းရမှာတုံးတဲ့စကလုံးမှာမြန်မာတက္ကရာဒဂူလာဆန်တရက်နေ့ဟာနှစ်သစ်ရဲ့ပထမရက်ဖြစ်ပြီးတော့တကြံအကျိုးအကြအကျအတက်နဲ့နှစ်ဆန်တရက်ဆိုပြီးရှိပါတယ်။ဝါထက်တဲ့နှစ်နဲ့တိုက်ရင်တော့အကျနှစ်ရက်ဖြစ်တာမျိုးကျွန်တော်တို့တွေနှစ်ဆပို့လို့ပြောကြရပါတယ်။ ရှေးခါကလေးကမြမဘရင်တွေဟာဒီရက်တွေမှာကြီးကျယ်ခမ်းနားစွာစင်နွေးခဲ့ကြပြီးတော့ပြည်သူတွေကြားမှာလည်းရေပက်ကစားခြင်းနန်းတော်မှာဆိုလို့ရှိရင်တကြံအချိုနည်းကစလို့နန်းတော်ရေကစားဆောင်မှာရှေးထုံတန်းဆင်လာတိုင်းမိညီမိသားနဲ့မောင်မမိတ်တန်တွေနဲ့အတူရေကစားခဲ့ကြပါတယ်။တိုင်းပြည်သူပြည်သားတွေအတွက်လည်းတနစ်တာရေသပင်ပွဲတော်ကိုပျော်ရွှင်စွာရေကစားခွင့်ပေးခဲ့ကြပါတယ်။ ရေကစားရမှာကြည်စားတန်သဖြင့်ရံများခဲ့ရတဲ့တာဒကာတခုလည်းရှိခဲ့ဘူးပါတယ်။အပကန်ခေနိုင်ရတီဟာပတိမင်းက မိဖုရားစောလုံးနဲ့ကြုံဆုံပြီးတော့ရေကစားရမှာအိုးမဲတုတ်ခဲ့ကစားနောက်ခဲ့တာကိုမိဖုရားစောလုံးကအရှက်ရစိတ်ဆိုးပြီးတော့အညိုတီးထားခဲ့ပါတယ်။အဲ့ဒီနောက်မှာဘရင်ရဲ့စားတော့ပွဲမှာအစိုက်ခတ်ပြီးတော့တေချောင်းကြံစီခဲ့ရမှာဘရင်ကတိပြီးတော့မိဖုရားကိုကွပ်မြတ်ခဲ့ပါတယ်။ဒါကလည်းတင်ငန်းစာယူသိင်းတဲ့ဇက်လန်တစ်ပုတ်ပဲဖြစ်ပါတယ်။ တကြံကာလမှာတော်ရုံမျိုးဝါမကြံတကြံသေးတံတွေပြန်လွှင့်နေတက်ပါတယ်။ဆရာမျိုးမညင်ရဲ့မန်းတောင်ရိတ်ခုမျိုးမြနဲ့တူပူတူပူစားတဲ့တချင်းတွေဟာယနေ့ထက်တိုင်မယိုးနိုင်တဲ့တကြံချင်းတွေပဲဖြစ်ကြပါတယ်။ကျွန်တော်တို့အားလုံးမှာတကြံဆိုလို့ရှိရင်ကိုယ်ပိုင်အမတ်တရားတွေရှိကြပါတယ်။ကျွန်တော်တို့တွေငငယ်ကဆိုလို့ရှိရင်တကြံရောက်ဖို့ရက်တွေကိုလက်ချိုးရည်တွက်ကြတဲ့အချိန်တွေရှိခဲ့ပါတယ်။၄ရက်ပဲလိုတော့တယ်၃ရက်ပဲလိုတော့တယ်စသဖြင့်ရေတွက်ရင်ပျော်လို့မဆုံးခဲ့ကြပါဘူး ရွာတွေရက်ကွက်တွေမှာဆိုလို့ရှိရင်လည်းတကြံမတိုင်ခင်ကလေးကအစည်းအဝေးတွေခေါ်ပြီးတော့ဒီနေ့တကြံကိုဘယ်လိုလုပ်မလဲဘယ်နေရာမှာမန်တပ်ထုံမလဲသတို့တီတာတွေဘယ်လိုကျွေးမလဲဘယ်သချင်းတွေဖွင့်ရမလဲဆိုတာအစီအစဉ်ကြတဲ့ပျော်စရာကောင်းတဲ့အခိုက်အတန့်တွေရှိကြပါတယ်တကယ်ကိုပျော်စရာကောင်းခဲ့တဲ့အခြေအနေပါတကြံမန္တလေးမှာဆိုလို့ရှိရင်တမီးစားတွေကြားမှာလဲဆက်လန်းတွေစားတဲ့နေရာလေးဖြစ်ခဲ့ပါတယ်။တကြံမန္တမှာတယောက်နဲ့တယောက်တိကျွမ်းရကနေအချစ်ဆက်လန်းတွေအစားပြုခဲ့တာရှိကြပါတယ်။ ရှားပုံတော်မင်းသားကြီးဆိုတဲ့တကြံချင်းကတက်တည်ပါတကြံကာလဆိုတာလူငယ်တွေအတွက်လွတ်လပ်စွာတွေးဆစကားပြောနိုင်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်တကြံရဲ့ထူးခြားချက်တစ်ခုကဘာလဲဆိုလို့ရှိရင်တစ်နှစ်တာလုံးကိုကိုကိုထိထိန်သိသိနေခဲ့ရတဲ့လူတွေဟာတကြံကြရင်လွတ်လွတ်လပ်လပ်ပျော်ပါခွင့်ရတဲ့အချိန်ကာလလည်းဖြစ်ခဲ့ပါတယ်အဲတကြံမဲလေပျော်ပါစေဆိုတဲ့စိတ်ဓာတ်နဲ့အဲတယောက်ရဲ့ဝတ်စားဆင်ရင်မှုကိုအပြည့်မမြင်ကြပါဘူး တချို့လူငယ်တွေဆိုလို့ရှိရင်စပင်ကိုရောင်စွန်းရင်အချားရက်တွေမှာဆိုမိဘတွေစူပါလိုက်မယ်ဒါပေမဲ့လက်ကျန်မှာဆိုရင်တော့လက်ခံပေးကြပါတယ်စိတ်ကူးရင်ထားတဲ့ဝတ်စားစင်ရင်မှုမျိုးတွေထူးခြားတဲ့မိတ်ကပ်ပုံစံတွေကိုလည်းတကြံကာလမှာခွင့်လုပ်ပေးကြပါတယ်အရက်မူလာတဲ့လူငယ်တွေကိုတော့တကြံပဲလေပျော်ပါစေဆိုတဲ့စိတ်နဲ့နားလည်ပေးကြတဲ့အခိုက်အတန့်တွေလည်းရှိကြပါတယ်တကြံဆိုတာတနည်းတစ်ကြိမ်လူတိုင်းကိုလွတ်လွတ်လပ်လပ်ပျော်ပါခွင့်ပေးတဲ့ပွဲတော်ပါ လမ်းလျှောက်တကြံတွေရေကစားမနှက်တွေတကြံကားတွေစိုင်ကယ်တွေနဲ့မြူးမြူးကြွကြွတခြင်းတွေဖွင့်ပျော်ပျော်ပါပါကားဖို့ကြတာတွေဟာတကြံရဲ့အနှစ်သာရပါတကြံမှာဒီလိုပျော်စရာတွေနဲ့တူမြမရိုးရဒလေးတွေလည်းရှိပါတယ်ပထမဆုံးအနေနဲ့တကြံမတိုင်ခင်အိမ်ရှင်းလင်းတာတွေအဝတ်စားအဟောင်းတွေစွန့်ပစ်တာတွေအတုံးမလို့တော့တဲ့အဟောင်းတွေကိုစွန့်လွတ်တာတွေပြုလုပ်လေးရှိကြပါတယ်ဒါကလည်းနှစ်ဟောင်းကအညဉာဏ်မှုတွေကို အစွန်လို့ပြီးတော့နှစ်သစ်ကိုတက်ရှင်းစင်ကြစွာကြိုးစိုးချင်းဆိုတဲ့အတိတ်ပဲကိုဆောင်းပါတယ်။တကြံကာလမှာဖျားသွားတာတွေရဟန်းတန်ခါတွေကိုဆုံးကတ်တာတွေတက်ကြီးရွယ်ဦးတွေကိုရေချိုးပေးတယ်၊ခေါင်းလျှော့ပေးတယ်၊ခြေသေးလက်သေးညှက်ပေးတယ်။ပြီးလို့ရှိရင်ပန်းခူးပြီးတော့ဖျားတင်တယ်၊စားတဲ့အကုသို့ကောင်းမှုတွေကိုလည်းပြုလုပ်လေးရှိကြပါတယ်။အထူးသဖြင့်ဘိုးဘွားရဲ့တာတွေကိုတွားရောက်ပြီးတော့နာမကျန်းဖြစ်နေတဲ့သူတွေကိုချီးကျူးဆောက်ရှောက်တာတွေတကြံကာလမှာတည်တည်တသာပုံမှုများပြားလာတဲ့အလေးထားတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုပြောခဲ့တဲ့အရာတွေကကျွန်တော်တို့ရင်ထဲမှာထင်ကြံနေခဲ့တဲ့အရင်တုန်းကအရာတွေပါဒီနေ့ကျွန်တော်တို့မြန်မာပြည်သူတွေရင်ဆိုင်နေရတဲ့အကြောင်းလေးကိုတော့မပြောပြဘဲမေးလျော်လို့မရပါဘူးဗျတကယ်ချင်းတို့သိတဲ့အတိုင်းပါပဲမြန်မာပြည်သူပြည်သားတွေဟာကပ်ပြီးသုံးပါလို့ဆိုတဲ့ယောဂပီးတဘာဝပီးနဲ့မင်းဆိုမင်းညစ်ပီးစတဲ့ကပ်ပြီးတွေကိုပြိုင်နေကြုံတွေ့နေရပါတယ်ကိုဗစ်ကပ်ယောဂကာလမှာလည်းလူတွေရဲ့ဘဝတွေတဆစ်ချိုးခဲ့ရပြီးပြီး မိသားစုဝင်တွေတိမ်မာသွားမှုတွေစီးပွားရေးထိခိုက်မှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဒါတွေမကသေးပါဘူး။ရေကြီးမှုတွေ၊မုန်တိုင်းတွေ၊မီးလောင်တာတွေ၊မြေကလင်းတွေစတဲ့သဘာဝဘေးတွေကလည်းထပ်ဆင့်ဝင်ရောက်လာခဲ့ပါတယ်။အဆိုးဆုံးကတော့မြန်မာပြည်သူတွေအတွက်ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေစျေးချုပ်ရေးကိုကူးပြောင်းသွားခြင်းပါ။တရားဥပဒေစိုးမိုးမှုပျောက်ဆုံးခြင်းတွေကလည်းကပ်ဘီ၃ခုထဲမှာအဆိုးဆုံးဖြစ်ပါတယ်။ 2021စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာတော့မြန်မာမှာတကြံပွဲတွေကစီကားမှုမရှိသလောက်ဖြစ်လာပါတယ်။နိုင်ငံအာဏာအသိမ်းခံရတဲ့ချိန်မှာတကြံမစင်နွယ်ဘူးဆိုတဲ့သူတွေရှိသလိုနိုင်ငံရေးနဲ့ရိုးရာပွဲမရောဘူးဆိုတဲ့သူတွေလည်းရှိပါတယ်။စစ်ကောင်စီကိုနှီးမျိုးမျိုးနဲ့ဆန့်ကျင် တော်လှန်နေတဲ့အင်အားစုတွေဘက်ကလည်းစစ်ကောင်စီကလုပ်တဲ့တကြံတွေမှာပြည်သူတွေမပါဝင်ဖို့တော်လှန်တကြံဆိုပြီးတော့နှိုးဆော်ကြပါတယ်။ ဒါပေမဲ့တကြံပွဲတွေက2019ခုနှစ်အစောပိုင်းကာလတွေလောက်ကြီးကြီးကျယ်ကျယ်စီကားစွာကျင်းပနိုင်ခြင်းမရှိတော့သလိုလုံခြုံရေးစိုးရိမ်စိတ်တွေနဲ့ဆင်နွှဲကြရတဲ့အခြေအနေတွေဖြစ်ပါတယ်။ဒါကြောင့်ပဲတကြံပါဝင်မြမရိုးရဒလိထုံနှန်းစင်လာတွေဘာသာရေးပွဲတော်တွေတိုင်းရင်းသားတွေရဲ့အထင်ကရရိုးရပွဲတွေဟာအာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ပြည်တွင်းစစ်ကြောင်းမှာပျောက်ကွယ်လို့နေပါဖြစ်လာကြပါပြီ။ ဒီလိုခက်ခဲတွေကြားကနေကျွန်တော်တို့ရဲ့ပျော်ရွှင်စွာရိုးရပွဲတွေအထူးသဖြင့်တကြံပွဲတော်ကိုအပြေးဝါဆင်နွှဲခွင့်မရတာစိတ်မကောင်းစရာပါအရှင်တော်ကားလို့မန္တပ်ဒီမှာစွတ်စွတ်စစ်စီပျော်ပျော်ရွှင်ရွှင်ဆင်နွှဲရတဲ့တကြံမျိုးမဆင်နွှဲနိုင်ကြတော့ပါဘူးပျော်တဲ့အတန်တွေရဲ့ရင်မောတန်တွေတီမောတီဆိုတန်တွေကျွန်တော်တို့ပေါ့ဝင်ချင်းမှာရှားပါလာခဲ့ပါပြီဒါပေမဲ့လည်းလူသားတွေရဲ့သဘာဝကဘယ်လိုအခက်အခဲကြားမှာပဲဖြစ်ဖြစ်ရှင်းတန်လို့တဲ့စိတ်ရှိကြပါတယ် မြန်မာလူမျိုးတွေဟာတမိုင်းတစ်လျှောက်ဒုက္ခမျိုးမျိုးကိုကြုံခဲ့ရပြီမဲ့ရှင်သန်နိုင်ခဲ့ကြပါတယ်။ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုတလေးတွေရိုးရပွဲတော်တွေနှစ်သစ်တစ်ကြိမ်လိုကိုယ့်အမွေနှစ်တွေပေါ်ယုံကြည်မှုအပြည့်ရှိခဲ့တာကြောင့်ဒုက္ခတွေကြားမှာရှင်သန်နိုင်ခဲ့ကြပါတယ်။ဒါကြောင့်လည်းတိတ်မကြခင်ကာလတွေမှာနှစ်သစ်မှာထုံလင်းလာမဲ့ရောင်နေတဲ့သူယောဂဘေးတဘာဝဘေးအမင်းစုမင်းကြီးဘေးတံတွေကနေကင်းဝေးပြီးတော့အောင်ပွဲနေတဲ့သူကျွန်တော်နိုင်ငံကြီး တာယာဝပြောလာမယ်ဆိုတာဒီနှစ်တက်မှာတကြံရင်နဲ့တူတိုင်တယ်ဆုတောင်းမိပါတယ်။နောက်ဆုံးနေနဲ့ဆရာစောကြီးရေးထားတဲ့တခုသောတကြံကားဆိုတဲ့ခေါင်းစဉ်လေးနဲ့ကပြကိုဖတ်ပြပေးပါမယ်ခင်ဗျာ။တခုသောတကြံကားလာလာလေးလိုက်ခဲ့တော့ဒိုးစရိုက်ဒိုးပါတာနှစ်ဆန်းကပထောက်ကြွားချိန်မူကစားကရေးကြည့်ကြည့်နဲ့ပြပေသည်မြမမျိုးကိုလား တိုးဆင်း၍ချစ်ခဲ့တာလာဟိလာဟိဖျားကုန်းကတောအောင်အောင်နဲ့တယုံယုံလာကြဘဲနာပါလေထိတ်လိုက်တဲ့ဦးစီနှဲကလည်းပီတနေတီသူကတီကြကသူကကလာနွားကြီးလဲပါတခိကျောပေါ်မှာကော်စောအမွှေးရောတနက်ကဂျိုပြားမှာပထောက်ပန်းတွေကတဆင်းလျံရွှေစင်းနွားစိတ်တဲ့အခဲတာဝင်လိုက်ရွှင်လိုက်မဲ့ဖြစ်ချင် ဝတ်မကင်းသူပုံဖြစ်လှုပ်ချင်းမှဝါသနာပါတဲ့ရွှေမြမာဒီလူမျိုးမာလာအကျိုးဒီလိုတူလိုက်ပါရွှေမြစ်စုနှောက်ချိုခွင့်ရဲ့နဲ့တွန်းလိုက်မိပါနှစ်ကူးတဲ့တကူးကမှဒါနကတဝေဝေရည်ရီကတရွှဲရွှဲပျော်ပွဲကတဝင့်ဝင့်ကဲလို့သာဆင့်ရောအရွယ်တင့်အရွယ်ငယ်မြမာတွေထယ်လိုက်ကြဘယ်မြေဟာစီဒီပေါ်မယ်လဲဘယ်ပြေဟာအပျော်ကြော့မယ်လဲစိတ်စိုးမြန်ပမာမှာဖြစ်တန်ရာကယူထားသူမူ ပါလိုက်ကြပျော့ပျော့သားအခါကနှစ်ဆန်းလကလည်းရွှင်လန်းရွက်ဟောင်းကြွေရွက်တိကယ်ဝေးလေပြေပြန်းလာတော့လွမ်းစရာပေါ့အော်အော်ငယ်သားပင်မိမှာတန်ဝဝနဲ့တကြံကသူကညှင်းလေတော့မလေးမောင်ဒီရင်လွင်းစီတို့တချင်းတူဝင်လာ၍ဖြူစင်စွာဂူစင်၍တာပါအောင်းမွေးရွှင်လန်း ဒီနေ့ကြံတော့ကက်ကြီးသုံးပါးဘေးတွေကိုစေးကြောရင်ဝမ်းနဲ့ပူဆွေးမှုတွေစိတ်မချမ်းမြေးမှုတွေနာကျင်ခံစားခဲ့ရတာတွေကိုတကြံရင်နဲ့စေးကြောပြီးနှစ်တစ်မှာစိတ်တစ်လူတစ်နဲ့ဘဝတစ်အနေနဲ့စတင်ပြီးလွတ်လပ်ချင်းပြေးွားတဲ့ဒီမိုကရေစီနိုင်ငံတော်တစ်စီကိုဥတည်ပြီးတော့ပျော်ရွှင်မှုပေါင်းတရပူစောင်းနိုင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေဖြစ်ကြပါစီလို့တောင်းဆုပြုလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ကတော့မြို့မထွေးပါ တုတ္တရတတွေနဲ့ဓမ္မစာပေတွေကိုအစဉ်အဆိုင်တင်ဆက်ပေးနေတဲ့သူပဲဖြစ်ပါတယ်။တငယ်ချင်းတို့အနေနဲ့လည်းဒီလိုအကြောင်းအရာတွေကိုသဘောကျနှိမ့်ချတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Facebook Page နဲ့ YouTube Channel မှာ Follow and Subscribe လုပ်ထားကြရင်စောင့်ကြည့်နိုင်ပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။